မိုးကုံးမြို့ဟာမန္တလေးတိုင်းထဲမှာဆိုပေမဲ့ရှမ်းကုန်းပြည်မြေမှာတည်ရှိပြီးအေးချမ်းတရားတဲ့မြို့ဖြစ်ခဲ့ပါတယ်။ကဘာကျော်ပတ်သမျှထွက်ရှိရနေရဖြစ်ပြီးမိုးကုတ်ရတနာမြေဆိုပြီးနာမည်ကျော်ကြားလာပါတယ်။၂၀၂၁အနာသိမ့်ပြီးနောက်ပိုင်းအထိရှမ်းမြောက်လိုပဲမိုးကုတ်ဟာရတနာတူးဖော်ရေးဆေးရောင်ဆေးဝယ်တွေနဲ့စီကားခဲ့ပါသေးတယ်။ ဒါပေမဲ့တရုတ်ရဲ့အထက်အထောက်အပံ့နဲ့ UWSA တပ်ဖွဲ့ရဲ့ချိုးကိုင်မှုနဲ့အတူကြားဖြန်ခေါင်းစဉ်တပ်ပြီးဤပညာအကူလက်နက်ခဲရန်လူအင်အားများစွာနဲ့ကိုကန်ဒေတာမှစကင်ပြီးရှမ်းပြည်မြောက်ပိုင်းကိုထောင်နှက်ဆက်ခွန်စစ်စင်အေးဆိုတဲ့အမည်နဲ့စစ်ပွဲဆက်တင်ခဲ့တဲ့အချိန်ကစပြီးမိုးကုတ်ဟာလည်းစစ်ပွဲတဲ့တန်ရာနေနဲ့ဆက်တင်ခဲ့ပါတယ်။ အခုအခါမှာတော့တရုတ်ရဲ့နိုင်ငံရေးအယူအဆအပြောင်းလဲကြောင့် UWSA ကိုဆက်တင်ဖိအားပေးပြီးနောက်ပိုင်း MNDA ကလာရှော့ကိုပြန်ပေးပြီးအခုနိုဝင်ဘာလမှာ TNLA ကမိုးမိန်နဲ့မိုးကုတ်ကိုပြန်ပေးရမယ်လို့သတင်းတွေထွက်ပေါ်လာပါတယ်။ဒါပေမဲ့ယရနာထွေရဒေတာဖြစ်တာနဲ့အညီ TNLA ကပေးမယ်ဆိုပေမဲ့ NUG PDF များမှကာကွယ်သွားမယ်လို့ဆိုပါတယ်။ဒါကြောင့်ဘယ်လိုပုံစံနဲ့ဖြစ်မလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။ ်ရတနာမြေမိုးကုတ်ကို TNLA UCP ခေအဆက်ဆက်မတူခဲ့တဲ့ကောက်ကွင်းလိုနေတာတွေမှာပါစီကမဲ့တူးညီတာကိုတွေ့ရပါတယ်။နိုဝင်ဘာ10ရက်နေ့ကစပြီးပြည်သူတွေကိုကောက်ကွင်းမှာတူးနိုင်ပြီလို့ကြေညာပါတယ်။ဒါပေမဲ့တူးတဲ့သူတွေအနေနဲ့ဖြုံးအိတ်ဆဲအိတ်မှာ န်8ကို TNLA ကိုပေးရတယ်လို့ဆိုပါတယ်။ဒါဟာဘာကိုဖော်ပြတယ်လဲဆိုရင်မိုးကုတ်မြို့ကနေမထွက်ခွာခဲ့ရသလောက်ယူသွိုက်မယ်ဆိုတဲ့ပုံစံဖြစ်ပါတယ်။စစ်တွဲကိုခေါ်ဆောင်လာသူဖိတ်ခေါ်သူတွေအနေနဲ့ဘယ်လိုနေလဲမသိရပေမဲ့ကိုမြို့ကိုတကယ်ချက်တဲ့ပြည်သူစစ်စစ်တွေကတော့နှမျိုးတက်တက်ဖြစ်နေကြရပါတယ်။တကယ်လို့သာလာရှို့လို့မလွဲပေးပဲစစ်တွဲကိုဆက်လက်ဖော်ဆောင်မယ်ဆိုရင်တော့ပြည်သူတွေအင်ပြန်ဖို့ဝေးသွားမှာဖြစ်တယ်လို့ပြန်ခွင့်ရတဲ့တနေ့ကျရင်ကိုအိမ်ဘယ်နေရာမှမသိတဲ့အပျက်စီးပုံကြမှာပဲနေကြရမည်ဖြစ်ပါတယ်။